စီကိန်းပြိုင်ပွဲမှာအုပ်စုချက်သေးကိုကြားရောက်သွားခဲ့ပြီးတော့အုပ်စုတက်ဖို့အစွမ်းကုန်ကြိုးစားရှင်းမြိုင်သွားရမယ်မြန်မာလေးစဉ်မျိုးသား U23 အတင်းကြောင်ပြောပြပေးသွားခြင်းပါလေလက်ရှိချိန်မှာကတော့မြို့သမီးအသင်းရဲ့အုပ်စုပွဲတင်အနေထားတွေကိုမြင်တွေ့ခဲ့ရပြီးဖြစ်ပြီးတော့မြန်မာလေးစဉ်မျိုးသား U23 အတင်းရဲ့အုပ်စုအခြေအနေကလည်းတော်တော်လေးပြည့်သက်တွေကိုရင်ခုန်ဆိတ်လုပ်ချမှုအပြည့်ပေးသွားအောင်မှာဖြစ်ပါလေ အစိုးရအတွင်းမှာကြောက်ရောက်ခဲ့တာဖြစ်ပြီးတော့နာမည်ကြီးကောင်းမွန်ပါတယ်ဆိုတဲ့အင်ဒိုနီးရှားအသင်းပါဝင်လာခဲ့ပြီးတော့ဖိလစ်ပင်၊စင်ကာပူအသင်းတို့နဲ့တအုပ်စုတွေကြောက်ရောက်ခဲ့ပါတယ်။ဒီအစိုးရကိုပြန်လည်ကြည့်ရမယ်ဆိုရင်တော့အင်ရှင်ထိုင်းအသင်းကိုရှောင်လဲနိုင်ခဲ့ပေမဲ့အကောင်းဆုံးရက်တည်နေတဲ့အင်ဒိုနီးရှားဖိလစ်ပင်စင်ကာပူတို့နဲ့ရှင်ပြန်ရမှာလွယ်ကူတဲ့ပွဲစဉ်တွေတော့ဖြစ်လာမှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းကျွန်တော်တို့အနေနဲ့စင်ကာပူ ဖိလစ်ပိုင်သင်းတို့ကိုစီးရင်ပြိုင်ပွဲတွေမှာအသာအရရှိတယ်ဆိုတော့မှတ်တမ်းကောင်းကိုပိုင်ဆိုင်ထားပြီးတော့အင်ဒိုနီးရှားသင်းတွေကိုပဲကျွန်တော်တို့ခက်ခက်ခဲခဲရင်ဆိုင်ရှင်းမြန်းကစားရလိမ့်ရှိပါတယ်။ပြီးခဲ့တဲ့စီးကိန်းပြိုင်ပွဲမှာလည်းအင်ဒိုနီးရှားသင်းရဲ့ကောင်းမွန်တဲ့ခြေစွမ်းခြေစားတွေကိုမြင်တွေ့ရတာကျွန်တော်တို့အတွက်တကယ်ကိုခက်ခဲစီမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်းအုပ်စုတွေမှာချိန်ချိန်ကာကာတွေ့လိရှိပြီးတော့အင်ဒိုနီးရှားလိုအသင်းမျိုးကိုလည်းကျွန်တော်တို့လက်ရှိအစုဖွဲ့နဲ့မြန်မာလီဗီစင်မြို့သားယူနိုဆက်သုံးတဲ့အကောင်းဆုံးရင်းဆိုင်ရှင်းမြန်စွာတွားနိုင်မှာလားဆိုတာဂျပန်နီးပြားကျောက်ရဲ့ဥဆောင်မှုဘလောက်ထိရှိလဲဆိုတာကျွန်တော်အားလုံးစောင့်မျှော်ကြည့်ရှုကြင်စရာကောင်းနေပါလေ လက်ရှိအုပ်စုမဲခွဲမှုကိုပြန်လည်ကြည့်ရမယ်ဆိုရင်တော့မြန်မာလက်ရွေးသည့်မျိုးသားယူ23အသင်းအနေနဲ့ဒီကုတ်ကြဲကျိုးသားရှင်ပြိုင်မှာအုပ်စုအဆင့်ကနေလွန်မြောက်ပြီးတော့ semi final ရဲ့အဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အကောင်းဆုံးစုစုစီးစီးနဲ့မြန်မာလက်ရွေးသည့်မျိုးသားယူ23အသင်းသားတွေအနေနဲ့စီလုံးမှုအပြည့်နဲ့ရင်ဆိုင်ရှင်ပြိုင်ကစားတွားကြဖို့လေဒီနေရာကနေတိုက်တွန်းပေးလိုက်ချင်ပါတယ်။မောင်နစတုံးသိရင်ဂျပန်နီးပြကြီးကူရိုစာကီကတော့စီးကိန်းပြိုင်ပွဲအုပ်စုမဲခွဲမှုနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးတုံးသက်ပြောဆိုပေးသွားခဲ့ပါတယ်။ စီကိန်းပြိုင်ပွဲဟာအင်မတန်ကျွန်တော်တို့အာယုံစိုက်ထားတဲ့ပွဲတင်နေတဲ့ကပွဲဖြစ်ပါလေဒါပေမဲ့ဒီအုပ်စုရင်းကိုကြားရောက်လို့ကျွန်တော်တို့လုံးဝစိတ်ပြတ်သွားမှာမဟုတ်လို့စိတ်တက်ကြသွားမှာလည်းမဟုတ်ပါဘူးဒါမှမဟုတ်လက်ရှိချိန်မှာအကောင်းဆုံးနေထားမှာရှိနေပါတယ်ကျွန်တော်တို့အားလုံးမြန်မာ National League မှာကစားနေတဲ့ဒါမှရဲ့ခြေသွမ်းခြေစားတွေကိုလေ့လာပြီးတော့ကောင်းမွန်တဲ့ဒါမှတွေကိုရွေးချယ်ထားတယ်ပြီးတော့လူငယ်ပြိုင်ပွဲတွေမှာကစားနေတဲ့ခြေသွမ်းခြေစားရှိတဲ့ဒါမှလေးတွေရဲ့ကောင်းဆုံးပုံစံတွေကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ပြည်သက်တွေစိတ်တိုင်းကြတဲ့ရလမျိုးထွက်ပေါ်လာမယ်လို့မျှော်လင့်ပါတယ် ကျော်တို့အားလုံးကိုဝေဖန်နေတဲ့အတန်တွေကိုပိတ်သွားနိုင်မို့ကျွန်တော်တို့စွမ်းကုန်ကြိုးစားရှင်းမြိုင်သွားမယ်ပြီးတော့ပြည်သက်တွေအားပေးမှုနဲ့ထိုက်တန်တဲ့ရလမျိုးရရှိမယ်လို့မျှော်လင့်ထားတဲ့ဆိုပြီးလဲနီးပြချုပ်ကူရိုဆာကီကသုံးသက်ပြောဆိုပေးသွားခဲ့ပါတယ်လက်ရှိချိန်မှာကတော့ဒရန်ကနေပြန်လဲတက်တာလာခဲ့တဲ့ဇော်ဝင်းသိန်းကတော့ကွင်းလယ်ပိုင်းမှာပြန်လဲပါဝင်လာမှဖြစ်ပြီးတော့တောင်မင်္ဂလာမှာမင်းမို့စားရှိတဲ့သားမတွေဝင်ရန်ထားတဲ့မြန်မာ23အသင်းနဲ့စီးကိန်းပြိုင်ပွဲမှာရွှေစိတ်စုဒါမှမဟုတ်စူးစိတ်တကူကူရရှိနိုင်မလားဆိုတာတကယ်လဲမေးခွန်းထုတ်เสียဖြစ်နေပါတယ် ညီပြချုပ်ပြောကြပုံရဆိုရင်သူ့ရဲ့သားမနေပုံမှာအပြေဝယုံကြည်ထားပြီးတော့သူ့ရဲ့နီးစနစ်ပုံမှာလည်းအကောင်းဆုံးဖြစ်လာမယ်လို့မျှော်လင့်ထားတယ်လို့ဆိုထားတဲ့အတွက်ပြည်သက်တွေလိုချင်နေတဲ့ရွှေစဲစုဒါမမုံစူးစိတ်တခုခုကိုတော့စုကူးသွားနိုင်ဖို့မြန်မာလူ့ရေးမျိုးသားယူ23တင်းနေတယ်ဘလို့ပုံစံမျိုးရင်ဆိုင်ရှင်မြန်စွာသွားမလဲဆိုတော့ကျွန်တော်တို့လာမယ့်စီးကင်းပြိုင်ပွဲအတွင်းမှာမြဝါတင်းနေမြင်တွေ့ရတော့မှာဖြစ်ပါတယ် ်လက်ရှိချိန်မှာတော့ပြိသက်တွေကလည်းစီကိန်းပြိုင်ပွဲမှာဆိုရင်ကျွန်တော်တို့အားလုံးမျိုးသားအသင်းကိုဖီဖီအားပေးကြပါတယ်ပြီးတော့မျိုးသမီးအသင်းကိုလည်းအားပေးပါတယ်ဒီနေ့ကိုပြန်လည်တွေ့ရမယ်ဆိုရင်တော့မျိုးသမီးအသင်ဟာပြီးခဲ့တဲ့ခုနှစ်တွေတုန်းကလည်းအကောင်းဆုံးပုံစံရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီးတော့ဒီနေ့မှလည်းသူတို့အနေနဲ့ရွှေစိတ်သူဒါမှမဟုတ်စူးစိတ်တစ်ခုကိုရရှိမယ်ဆိုတာမျှော်လင့်လို့ရပါတယ် ဒါပေမဲ့ကျွန်တော်တို့စိုးရင်ဒါကမျိုးသားလေရီစင်ယူနက်23သိမ်းမဲ့ဖြစ်ပါတယ်သူတို့အနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာရလတ်ကောင်းခြင်းမရှိခဲ့သလိုလာမယ့်စီးကိန်းပြိုင်ပွဲမှာလည်းအုပ်စုချက်ထဲမှာကြာရောက်နေပါတယ်ဒါပေမဲ့လည်းသူတို့အနေနဲ့ကောင်းဆုံးကြိုးစားစားရှင်မြိုင်နဲ့ပရိသတ်တွေတို့အစွမ်းကုန်ပေးဆက်သွားမယ်ဆိုရင်သူတို့အနေနဲ့စူးစိတ်ကုကုအမှန်တကယ်ရရှိမယ်ဆိုပြီးလဲတုံးသက်ထားပါတယ်ဒါကြောင့်လာမယ့်စီးကိန်းပြိုင်ပွဲမှာရှင်မြိုင်သွားမယ်မြန်မာလေရီစင်မျိုးသားယူနက်23အသင်းအနေနဲ့ ပရိသတ်တွေလိုချင်နေတဲ့အောင်မြင်မှုတွေရရှိနိုင်ဖို့ကလေးတွေဘက်ကလည်းအကောင်းဆုံးစွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ပြီးတော့စူးစိတ်ကုကုရရှိသွားနိုင်ပါသေးတယ်ကြောင်းလဲစုမုံအောင်တောင်းပေးလိုက်ချင်ပါတယ်